အညာဆေရဘွန်ထောင်ကူရီယန် language school ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒီချက် EPS သင်ရိုးသိရဲ့ meaning လေးတွေမွန်းနွားချောင်းပူလေးတွေကိုပြောပြလာတာရှင်းပြလာတာအခုဆိုရင် video လေးတွေက part 2ရဲ့ခန်း52ကိုတောင်ရောက်လာပြီပေါ့နော်။ဒီချက်ရဲ့ channel ထဲမှာ meaning လေးတွေကြက်ချင်တာပဲဖြစ်ဖြစ်မွန်းနွားချောင်းပူလေးတွေကိုတခြားလေးလာချင်တာပဲဖြစ်ဖြစ်အခမဲ့လေးလာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့နော်။ကြည့်ထားဆိုရင်ဒီတစ်ပတ်ရဲ့အခန်း52ကိုကြည့်ကြည့်ရအောင်။ ကဲဒါဆိုရင် အခန်း52ခါကူးချေချက်ဆိုတဲ့ခေါင်းစဉ်အောက်ကမွန်းနှောင်းချောင်းမိုးလေးကိုလိုက်ကြည့်ပါမယ်။အောက်နဲ့လိုက်ကြည့်မဲ့လူတွေကဆာမျက်နှာ133မှာအတူတူလိုက်ကြည့်လို့ရပါတယ်နော်။အဲ့တော့ဒီခေါင်းစဉ်လေးကအော်စိတ်ဝင်စားဖို့ကောင်းတယ်ပြီးရင်အကြောင်းအရာအစ်စ်လေးလို့ခြေလို့ပြောလို့ရတယ်ပေါ့နော်ကြည့်အောင် feel to in ခါကို feel to in ဆိုတာဒီမှာသူကအင်္ဂလိပ်စာကိုပြန်ပြီးတော့သုံးထားတာပေါ့နော် feel in ဆိုတာလုံးဝအသိစောက်ထားတဲ့ခါကို အာအိမ်တော်ပြိဘောကပစ္စည်းတွေကိုပြောတာပါဒီ tin in carbon နဲ့ဒီအသေးဆောက်ထားတဲ့အတင်တက်ဆင်ထားတယ်လို့လည်းပြောလို့ရတယ်ပေါ့နော်ဒီနံရံတွေတွေမှာရေလိုထည့်ပြီးတော့ဆောက်တာမျိုးပြီးတော့နေရာနံရံမှာအဲ့လိုမျိုးနေရာလွတ်ထားခဲ့ပြီးတော့အသေးကတ်ထားတာမျိုးအဲ့ဒါမျိုးတွေကိုပြောတာပါအော်ကျေရိုးမြန်မာနိုင်ငံမှာဆိုရင်တော့တိုင်းရှိပါတယ်နိုင်ငံကက်ပီလိုလိုပါလို့လိုမျိုးပေါ့နော်အဲ့လိုအသေးလောက်ထားတာတွေကိုပြောတာပါအဲ့ဒီအရာတွေကတဲ့အသေးထောက်ထားတဲ့ဒီအဲ အသက်တက်ဆင်ထားရတဲ့အင်နာပရီဘောကတွေကချူထက်ကီနာခုံမှုတဲ့ထစ်ချောင်းဟန်ရှိနေခုံကန်ရဲ့ချူထက်ချယ်လိုလူနေအိမ်နေပြီးရင်ခုံမှုအဆောက်အဦတွေရဲ့ထစ်ချောင်းဟန်ထူးတလေဖြစ်နေတဲ့ရှင်းနေခုံကန်ရဲ့ရှင်းနေခုံကန်ရှင်းနေဆိုတာအိမ်အတွင်းပိုင်းကိုပြောတာပါနော်အတွင်းပိုင်းခုံကန်နေရာတွေအဲ့တော့ဒီအတွင်းပိုင်းနေရာတွေမှာတက်မှာကဲ တိတိချာချာကွက်တိမှန်အောင်လို့ဆိုပြီးတော့ခြေချက်ထွယ်ရောခြေချက်တော်ရောဆိုတော့ခြေတော့ကဒီပြင်ဆင်ထားတယ်တက်ဆင်ထားတယ်လို့ပြောတာပါတက်ဆင်ထားပြီးတော့နေကျန်းထွယ်တာဆိုတာကခြေတော့အသေးတက်ထားတာမျိုးပြောတယ်တက်ဆင်ထားတယ်ဘူပကီကာဂူရမာရမီတာထားပါမယ်သူဘူပကီဖာကိုဆိုတာဒီဘယ်လိုပြောမလဲ fit in ကအင်္ဂလိပ်စာနေလာရဲပေါ့နော်အာကိုရီးယားလိုမျိုးပြန်ပြောလိုက်ဘူပကီပေါ့လုံးဝကိုပဲအတိကတ်ထားတဲ့တတ်ထားတဲ့ အာအိမ်အောင်ပရီဘောကတွေကို မာလာမီတာပြောပါတယ်တဲ့အဲဒီမှာဘာတွေပါမလဲအုတ်ကြံအုတ်ကြံဆိုတော့ဖီရို ပြီးတော့ရင်ဆွနပ်ကြံဆိုတော့ပစ္စည်းတွေထည့်တဲ့အာဖီရိုပါပဲဒါလည်းပစ္စည်းထည့်တဲ့နေရာတွေပြီးရင်ချမ်းရှိကြံချမ်းရှိကြံဆိုတော့အလှပြပစ္စည်းတွေဟိုအခုနောက်ပိုင်းဆိုတထည့်ဆိုရှိရလေဟိုမှန်နေနဲ့ဗာလဲပတ်ဆိုင်အိမ်ဆိုပတ်ဆိုင်အိမ်တွေဒီပြထားတာတို့ပြီးတော့ရင်ဗာလဲနာယီဆိုနာယီတွေကြီးထားထားတာတို့အဲ့လိုမျိုးပေါ့နော် အလားပြပြီးတော့နေပြီးတော့ရင်ထက်ကျန်အစာရေးစပွဲကုန်နေအဲ့ဒါတွေထင်းနီအစာရှိတဲ့ဖြင့်နဲ့ချူလို့ဖီထီအင်္ဂလိုဆောကြည့်ထွင်မိတာများသောအားဖြင့်ဒီအသေးထောက်ထားတဲ့အသေးကတ်ထားတဲ့အော်ပစ္စည်းတွေနဲ့ပရိဘောဂတွေနဲ့ဆောချီတွင်မိတာတက်ဆင်ကြပါတယ်တဲ့ဘီထင်းခါကူနဲ့ဒီအသေးထောက်ထားတဲ့ပရိဘောဂတွေကစားယုံချာရဲ့ချီယန်မီခုံကန်းနဲ့ထစ်ချင်းရဲ့မချူအော်အဲ့တော့စားယုံချာအတုံးပြူစုတွေရဲ့ချီယန် ဆွေရဆိုတဲ့တော့အကြိုက်အတုံးပြူသူတွေရဲ့အကြိုက်ကိုလိုက်ပြီးတော့ပြီးတော့ရင်ခုံကန်းငယ်ချစ်ချင်းနဲ့မှသူ့ရောဒီအခန်းထဲမှာရှိတဲ့ခြေတို့နေရာတွေရဲ့ထူးခြားချက်တွေနဲ့သူကကြိုက်နေအောင်လုပ်ပြီးတော့တဲ့ဆောကဲထွယ်ကီးတဲမွန်းနဲ့တက်ဆင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ခုံကန်းငယ်ခြေတို့အခန်းထဲမှာရှိတဲ့နေရာတွေနေရာလွတ်တွေကိုဖြိုးယူချော်ကလို့ထိထိရောက်ရောက်နဲ့အတုံးဝင်ဝင်နဲ့ ဖိုင်ယိုဟိုင်းစုကအတုံးပြူနိုင်အောင်လို့ဟဲချွန်းတာနဲ့ပြုလုပ်ပေးတယ်ဆိုတော့ချမ်းကြောင်မီ있습니다ချမ်းကြောင်ဆိုတာကကျေရောအာတာချက်ကိုပြောတာပါအဲ့တော့ဒီအသေးတတ်တဲ့ပစ္စည်းတွေအသေးတတ်တဲ့ပရိဘောဂတွေရဲ့အာတာချက်ကအခန်းထဲမှာနေရာမယူဘူးပေါ့နော်နေရာတွေကိုတည်တည်ချာချာစနစ်တကျသူကနေရာလွတ်တွေကိုအတုံးပြူပေးရဖြစ်တဲ့အတွက်ကြောင့်မလို့အခန်းထဲမှာနေရာပူကျဲမယ်နေရာတွေကို ေထားလေးထိထိရောက်ရောက်အသုံးပြုပေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောထားတယ်။ပြီးရင်တို့ဟန်ထပ်ပြီးတော့တဲ့ဖြောကီနာဖာတက်ကနန်းရံဒါမှမဟုတ်ရင်ဖာတက်တန်းဖြင်မှာခိုးချောင်းတွေရီဆိုခိုးချောင်းတွေတာဆိုကျွန်တော်အသေးတက်ထားတာကိုပဲပြောတာပါ။အဲ့တော့အသေးရှိနေတဲ့အတွက်ကြောင့်မလို့ even ခါကူကိုတာပုံမှန်ပရိဘောကပစ္စည်းတွေထွက်ခေါင်းကိုဟာကိုခေါင်းကိုဟာတာခိုင်ခန့်နေ။အဲ့တော့ကျွန်တော်အသေးတက်ထားဖြစ်တဲ့အတွက်လှုပ်တာတွေပြူတာတွေနေရာရွှေ့တာတွေဒါမျိုးတွေမဖြစ်တော့ဘူး။ပြီးရင် န်ဆောင်ချော်ကီမီတာအန်ဆောင်ချော်ဆိုတော့သူလည်းတူတူပဲလုံခြုံတယ်ပြောချင်တာသူ့အနေနဲ့သူခိုင်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 နဲ့သူ့နေရာမှာနဲ့သူရှိနေမယ်ဆိုတာမျိုးပြောတာပါအဲ့တော့ဒါကတော့သူကဒီအတေတက်တဲ့ပရိဘောဂပစ္စည်းတွေရဲ့အာတာချက်ရဲ့ဘလိုဟာမျိုးတွေလဲဆိုတာကိုပြောပြပေးထားတာပါအမကြီးအောင်ကိုရိုနာထားပေမဲ့ဗီထင်းခါကုန်းဒီအသေးသက်တဲ့ပစ္စည်းတွေက ချောချီဝါချောခေါ်ချောချီဆိုတာကျတော့တက်ဆင်ခြင်းချောခေါ်ဆိုတာပြန်ပြီးတော့ဖြုတ်တာကိုပြောတာအဲ့တော့ကျတော့တက်ဆင်နဲ့ဒါမှမဟုတ်ပြန်ဖြုတ်တဲ့နေရာမှာတဲ့ဘီယုံကြီးမာနီထေကိုဘီယုံအတုံးစရိတ်ကအဲ့တော့ကုံကြစရိတ်ကမာနီထေကိုအများကြီးကုံကြပြီးတော့ဒီချိုင်းထရန်တကဘကူခေါ်နာဒီချိုင်းထရန်အဲ့တော့ကျတော့အခုဒီဇိုင်းပြောင်းသွားပြီးထရန်ပြောင်းသွားပြီဆိုပြီးတော့ပြောင်းသွားတာဖြစ်ဖြစ်ဒါမှမဟုတ်ဒေါ်ဤဆန်းဖီရိုဟာဂျီအာနာတို့ ီထက်ပိုပြီးတော့ဒီပစ္စည်းကိုမလိုချင်တော့ဘူးမလိုတော့မလိုအပ်တော့ဘူးဆိုရင်လည်းပဲတဲ့ ship ကလွယ်လွယ်ကူကူနဲ့ခိုးချဲဟာကောနာခိုးချဲဟာတာဆိုတာလဲတယ်အဲ့တော့ခုနပြောလို့ပေါ့နော်ဒီဇိုင်းပြောင်းသွားလို့မလို့ဒီဇိုင်းလဲချင်တယ်ဒီနေရာမှာအစ်တစ်ခုပြန်ထည့်ချင်တယ်လို့ဒါမှမဟုတ်လဲမလိုအပ်တော့လို့မလို့လုံးလုံးကိုပဲဖြုတ်ပလိုက်ချင်တယ်လို့အဲ့လိုမျိုးအာခိုးချဲဟာကောနာလဲလဲတာဖြစ်ဖြစ်ချောကောဟာကီဖြုတ်ဖို့ရတော့တဲ့ ပြန်ဖယ်ရှားဖို့ကတော့ olyop ta နဲ့နည်းနည်းခက်ခဲတယ်ဆိုတော့ဓာန်ကြောင့်မီ있습니다သူရဲ့အားနည်းချက်တော့ရှိပါတယ်အဲ့တော့ဒီကြောင်လေးကဘာပြောရလဲဒီအသေးသက်တဲ့ pre-boga ပစ္စည်းတွေရဲ့အားနည်းချက်ကိုပြောတာသူကပါလဲတက်ဆင်တဲ့အချိန်ဖြုတ်တဲ့အချိန်မှာနည်းနည်းလေးအဲကုံကြများမယ်ပတ်စံကုံကြများမယ်ပြီးရင် တက်တစ်ခါတက်ပြီးတော့ပြန်ပြီးတော့လဲဖို့ဒါမှမဟုတ်ပြန်ပြီးဖြုတ်ဖို့အတွက်နည်းနည်းလေးခက်ခဲတယ်ဆိုတဲ့အရာကသူ့ရဲ့အားနည်းချက်ဖြစ်ပါတယ် အီရဟန်ခံကြောင်းမဲ့တို့ဘူးကိုဟာကိုအဲ့လိုမျိုးအပေါ်မှာပြောခဲ့တဲ့အားနိုင်ချက်မျိုးရှိနေတာတောင်မှတဲ့ခိုးဖုံးကြီးဖီထူရင်ခါကိုနဲ့ခိုးဖုံးကြီးဆိုတာအဲ့ကျတော့အစင်းမြင့်နဲ့ဒီအည်သွေးမြင့်ပစ္စည်းတွေအည်သွေးမြင့်ဒီအသေးတက်ပစ္စည်းတွေကတဲ့ရှီလက်အင်တီးရီယာဝါရှီလက်ခုနပြောတဲ့အိမ်အတွင်းပိုင်းအင်တီးရီယာအင်တီးရီယာဆိုတာကျတော့ဒီမှာအပြင်ဆင်ပေါ့နော်အတွင်းပိုင်းအပြင်ဆင်နဲ့ချိုးဝါရိုးဤလူမျိုးလိုက်ဖက်မှုရှိတယ် ိုင်းညီမှုရှိပြီးတော့ကာကွမ်ဟာကိုတသက်ရရဖြစ်ပြီးတော့တဲ့ဟွန်သဲချိုကင်းနကင်မွန်းချူကီတဲမွန်းနဲ့ခင်မီတဲ့ခံစားချက်မျိုးကိုပေးနိုင်တဲ့အတွက်ကြောင့်မလို့ထော်ဦးအင်ကီကမာနာချီကိုဤစစ်မိတာပူပူပြီးတော့တောင်မှထောက်လျှောက်သွားပါလေအော်လူကြိုက်များလာပါတယ်အဲ့တော့ဒီမှာဆိုကြည့်အောင်ဒီမှာပေါ့နော် ခဲတို့အောက်ကဒီမှာဗီရိုလေးတွေပြီးရင်အာဖေးစင်တွေပြီးရင်ထားဆိုရင်ခဲတို့ကဗီရိုမဟုတ်ဘူးเนาะအဲ့တော့ပါလေရေခဲတက်တာဖြစ်လိမ့်မယ်ဒါပေမဲ့ဒီလိုပုံစံနဲ့လှုပ်ထားပြီးရေပေါ့ဒါဆိုအပေါ်ကလည်းပစ္စည်းတွေထဲတယ်နာယံကပ်ဗီရိုပေါ့เนาะဒါပေမဲ့သူကလည်းသူနာယံနေမှာကပ်ပြီးတော့ဆောက်ထားတော့ဘယ်လိုပြောမလဲအဲတတရရရှိရဲဆိုတော့ခံစားချက်မျိုးရတယ်ပေါ့အဲခုနောက်ပိုင်းနောက်ပိုင်း တော်တော်များများတို့ဒီ အာပြပနိုင်ငံနေရပေါ့နော်အကုန်လုံးအိမ်ထဲမှာအဲ့လိုမျိုးထည့်ပြီးတော့ဖောက်လိုက်တာမျိုးပြီးရင်အိမ်ဖောက်ကြတဲ့အတိုင်းပဲအဲ့လိုဗီဒိုတွေရေကဲတက်တာတွေထားဖို့အတွက်နေရာတစ်ခုခြံထားပြီးတော့ပြီးသွားရင်ပစ္စည်းထည့်တဲ့အချိန်မှာတခါတည်းအဲ့လိုနံရံနဲ့တသားတည်းဖြစ်သွားအောင်လို့ထည့်လိုက်တာမျိုးတွေများတယ်ပေါ့ပြီးရင်ကြည့်အောင်ချွဲကုန်းနေတဲ့ လက်တလုံးမှာချီယွန်အပတ်အခုလက်တလုံးမှာနောက်ဆုံးမှဆောက်ထားတဲ့အပတ်မန့်နေမှာဆိုရင်တိုက်ခန်းနေမှာဆိုရင်ခိုးကုစရော့ကိုခိုးကုစရော့ဆိုတာကျတော့အဆင့်မြင့်လားအဆင့်မြင့်ပြီးတော့ရှီလျွန်ဂျော့ဂင်ဘီထွင်းခါကိုကမာနီဆောချီထွဲကိုအင်းနှခေါ်တော့အီတဲမွန်နေပြီတာ အသိမြင့်ပြီးတော့တကယ်အတုံးဝင်တဲ့ဒီအသေးတက်တဲ့ပစ္စည်းတွေကိုပဲအများကြီးတက်ဆင်ထားတယ်ဆိုတာကလည်းထားကြောင့်မလို့ဖြစ်ပါတယ်ဆိုတော့ဖားကြောင့်လည်းအပေါ်မှာပြောထားတယ်တက်ရက်ပြီးတော့လှပတယ်ပြီးရင်ခင့်မီတဲ့အဲပုံစံမျိုးကိုပေးနိုင်တယ်ဆိုတဲ့အတွက်ကြောင့်ပေါ့နော်အဲဒါကြောင့်မလို့ဖြစ်ပါတယ်တဲ့တို့ဟန်ထပ်ပြီးတော့ချွဲကွန်းနယ်နဲ့လက်တလုံးမှာဆိုရင်ခါကုပွန်မတ်အာညီတာခါကုခုနကပြောရဲချက်လို့ပါလဲအဝိဘီဒိုတွေစာအုပ်စင်တွေအဲ့ဒီ ဖရီဘောကပစ္စည်းတွေတည်းမဟုတ်တော့ဘဲနဲ့တဲ့ aircon aircon နဲ့ချောင်းကြီး open ချောင်းကြီး open ဆိုတာဒီလျှက်စမီးပူတွေပေါ့နော်ဒီလိုမျိုးဒီပေါင်မုံဖောက်တဲ့ဟာတို့ပြီးရင်ဒီလိုမျိုးတင်တဲ့ဟိုချက်တဲ့ဟာတို့အဲ့လျှက်စမီးပူတွေပြီးရင် ရှိကီဆက်ချော့ကီရှိကီဆက်ချော့ကီဆိုတော့ပကံဈေးဆက်ကိုပြောပါပကံဈေးဆက်တွေအစားရှိတဲ့ပြင်ခါးချောင်းချေဖုံတို့အိမ်တွင်းတို့ပြက်စစ်ပစ္စည်းတွေကိုလည်း bit in the row အဲ့တော့အသေးတက်တဲ့ပုံစံအနေနဲ့အဲ့တော့သူကသူတို့ကိုလည်းနေရာထားဖို့တွေချေတော့နိုင်ငံမှာတခါတယ် အထောင်းလေးတစ်ခုထားပြီးတော့အသေးတက်လိုက်တယ်ဆိုတော့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့တဲ့ခြေကုန်းတွေရောပေးထားပြီးတော့အဒေါ်ဦးဖြောင်းလေးဟာကိုပို့ပြီးတော့တတောင်တသာရှိပြီးတော့ဆဲလျောင်းတွေခုံကန်နဲ့ပို့ပြီးတော့တစ်လွင်နဲ့နေရာမျိုးတွေကိုခြေကုန်းဟာကိုစစ်မိတာပေးနေပါတယ်တဲ့အဲ့တော့ဒါလေးက ဆန်းဆန်းပြပြလေးပေါ့နော်အကြောင်းအရာလေးကတော်တော်လေးပါဘာမှတော့ထွေထူးမပါပါဘူးဒါပေမဲ့ဒီထဲမှာ share တော့လွယ်ပြီးတော့ကြက်ရမယ့် meaning လေးတွေများတယ်ပေါ့နော် share highlight လေးတွေပေးထားတယ်အဲ့ဒါလေးတွေကိုတေးချပြန်ကြည့်ပါကဲအဲ့ဒါဆိုရင်ဒီခန်းလေးရလဲရောရောကုန်းတို့အတွက်အများကြီးထောက်ဖို့ဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်เนาะရှင်နေတူတူနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ကျွန်တော်ပုံအညာ